စစ်အုပ်စုရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစစ်အုပ်စု lobby တွေကပုံစံမျိုးမျိုးနဲ့ဝါဒဖြန့်မှုတွေဆက်လက်လှုပ်ဆောင်နေသလိုဖန်ဆင်းအရေးယူမှုတွေအတွက်လည်းလက်ရှိမှာပိုပြီးတိုးလာနေပါတယ်။ဒီအထက်မှာမှကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းအကြောင်းရေးသားခဲ့တဲ့ online သတင်းဌာနတစ်ခုဖြစ်တဲ့ AAMMJ News ရဲ့တာဝန်ရှိသူတွေကိုရွေးကောက်ပွဲဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ဖမ်းဆီးဖို့ကိုပါနိုဝင်ဘာလ9ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။ ဒီလို AAMMG ကိုစစ်အုပ်စုဘက်ကတရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး DV fact checking က AAMMG ကိုဆက်သွယ်မေးမြန်းခဲ့ပါတယ်။သူတို့ရဲ့ဒီဝါဒဖြန့်မီဒီယာကြီးဖြစ်တဲ့မြောက်ဒီမြမတန်အပါဝင်ပေါ့နော်အခြားသောချန်နယ်ဒီသူရဲ့စစ်လော်ဘီတွေကထုတ်ပြန်လို့ပေါ့နော်ဟိုဒီကျွန်တော်တို့ AAMMG news တင်ဌာနကိုဒီရုပ်ောက်ဘဲကဝေးဥပဒေနဲ့တရားစွဲဆိုထားတယ်ဆိုတာကိုကျွန်တော်တို့သိရတယ်။ ဟိုကျွန်တော်တို့လက်ရှိတော့ကျွန်တော်တို့ရဲ့ဒီပေါ့နော်ဟို AMIG အဖွဲ့သားတွေတရားဥပမာဖန်ဆီးခံထားရခြင်းလုံးဝလုံးဝမရှိပါဘူးအဲ့တော့အဲစစ်တပ်ကဟိုဘာလို့တရားဆွဲတယ်ဘာကြီးဆက်လုပ်တယ်ဆိုတာတော့ကျွန်တော်တို့လည်းဟိုမပြောပြတတ်ပါဘူးဟုတ်ဆိုတော့ကျွန်တော်တို့တောင်းဆုံးသိထားတာတော့တို့ရဲ့ဒီတရင်ထုတ်ပြန်ထားတဲ့အကြောင်းအရာပေါ့ပဲဟိုကျွန်တော်တို့သိရပါတယ်ဂျန်နန်နဲ့နောက်ဆက်တွဲတွေကတော့ဟိုကျွန်တော်လည်းမသိပါဘူးခင်ဗျာ ်ဆက်အုပ်စုဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေဆိုပြီး2025ခုနှစ်ဇူလိုင်လ26ရက်နေ့ကမှစတင်ထုတ်ပြန်ခဲ့တာပါဥပဒေဆိုပြီးထုတ်ပြန်ခဲ့တာအချိန်လေးလမပြည့်ခင်နိုဝင်ဘာလ22ရက်နေ့အထိရွေးကောက်ပွဲဥပဒေနဲ့အမှုဖွဲ့ခံထားရသူ146ဦးထိရှိပြီးဖမ်းဆီးခံရသူ32ဦးထိရှိတယ်လို့စစ်အုပ်စုထုတ်ပြန်တဲ့အချက်လက်ကို DVB data တင်းကစုစည်းထားတဲ့အချက်လက်အရာသိရပါဗျ။လက်ရှိမှာတော့လူပုဂ္ဂိုလ်တဦးချင်းကို အမှုဖွင့်အရေးယူထားတာတင်းမကပဲ။ကြန့်ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းနဲ့ပတ်သက်ပြီးဖြစ်ရမှန်ကိုသတင်းရေးသားထားတဲ့သတင်းဌာနကိုပါဖန်ဆီးဖို့အမှုဖွင့်ခဲ့တာပဲဖြစ်ပါတယ်။ DVB ဖက်ချက်အနေနဲ့စစ်အုပ်စုနဲ့စစ်တပ် lobby တွေရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖြန့်ဝေမှုမျိုးမျိုးကို volunteer data analysis တွေရဲ့အကူအညီနဲ့ကြော်စွာ myanmar.hard.nuimau news ၊တစင်ဦး၊နေပြည်တော်၊မှိုင်းဝေ၊ရွှေနေကြား၊ဟငင်းဦးနဲ့မြန်မာ electoral news စတဲ့ Telegram channel တွေကအထူးကထားစောင့်ကြည့်ခဲ့ပါတယ်။ရွှေကောက်ပွဲကျင်းပမဲ့လကိုကြေညာခဲ့တဲ့2025ခုနှစ်ဧပြီလကနေနိုဝင်ဘာလတတိယပတ်ထိစောင့်ကြည့်ခဲ့တာပါဒီလိုစောင့်ကြည့်ခဲ့ရမှာ Channel 9ခုကနေဧပြီလမှနိုဝင်ဘာလတတိယပတ်ထိ post ပေါင်း1000ကျော်အထိဖြန့်ဝေခဲ့တာပါ Telegram channel တွေကိုအဓိကစောင့်ကြည့်ခဲ့တဲ့အချိန်မှာကြော်စွာ channel ဟာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဖြန့်ဝေမှုအများဆုံးဖြစ်ပါတယ်။ကြော်စွာ channel ကနေ post ပေါင်း305ခုအထိဖြန့်ဝေခဲ့ပြီးမြန်မာ hot talk channel က post ပေါင်း251ခုနဲ့ရွှေနေကြ Telegram channel ကနေ236ခုအထိဖြန့်ဝေခဲ့ကြတာပါ။ ဒါအပြင်ဒီဖြန့်ဝေနေတဲ့ channel တွေကို subscribe လုပ်ထားသူတွေကလည်းများပြပြီး subscriber အရေအတွက်နှစ်သိန်းနီးပါးအထိရှိတဲ့ channel တွေပါပါဝင်နေတာပါ။ဒါကြောင့်စစ်အုပ်စု lobby တွေရဲ့ဖြန့်ဝေမှုဟာပြန့်နှံ့မှုများနေတာထင်ရှားပါတယ်။ဒါအပြင်ဖြန့်ဝေမှုတွေဟာလည်း Telegram channel တစ်ခုတည်းကိုဥတည်ပြီးဖြန့်ဝေနေတာမဟုတ်ပဲ TikTok, YouTube နဲ့ Facebook မှာလည်းဖြန့်ဝေနေတာပဲဖြစ်ပါတယ်။ကျော်စွာ Telegram channel ဟာဆိုရင် TikTok နဲ့ YouTube account တွေလည်းရှိပြီး နေ့စဉ်လိုလိုဝါရဖြန့်ပြောကြားနေတာပဲဖြစ်ပါတယ်။ဒါ့အပြင်မိုင်းဝေ Telegram Channel ကလည်း Facebook Account ရှိပြီးနေ့စဉ်လိုလိုဝါရဖြန့်နေတာပဲဖြစ်ပါတယ်။ဒီလိုဖြန့်ဝေမှုတွေထဲမှာဆိုရင်ဆက်အုပ်စုပါတီဖြစ်တဲ့ကြန့်ခိုင်ရေးပါတီကိုအ धिक ဥတီဖြန့်ဝေနေသလိုရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူတွေကသဘောမကျမိတဲ့အတွေ့အမြင်တွေဆိုရှယ်မီဒီယာပေါ်မှာရေးသားမိတယ်ဆိုရင်ကိုပဲဖန်ဆီးဖို့အတွက်လက်ရှိအချိန်ထိလှုံ့ဆော်နေသေးပဲဖြစ်ပါတယ်။ဒီလိုပဲ မြေပြင်မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးစန့်ကျင်တဲ့လှုပ်ရှားမှုတွေကိုလည်းအေးအေးယူဖို့လှုံ့ဆော်နေတာတွေ့ရှိရပါတယ်။စစ်တပ်လော်ဘီတွေကလှုံ့ဆော်နေသလိုဆဲအိုစုဘက်ကလည်းရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပို့စတင်ရေးသားသူတွေနဲ့ရီအက်ပေးသူတွေကိုပါမကြမ်းလိုက်လံစီစစ်ဖမ်းဆီးပြီးရွေးကောက်ပွဲဥပဒေကိုအသုံးချကာကြီးလေးတဲ့ထောင်ဒဏ်တွေချမှတ်နေတာပါ။ရွေးကောက်ပွဲနဲ့ပတ်သက်လို့ Facebook ပေါ်မှာရေးသားခဲ့တဲ့ပြည်သူတအူးကိုဩဂတ်လ24ရက်နေ့မှာစစ်အုပ်စု lobby တွေက ဖမ်းဆီးဖို့လှုံ့ဆော်ခဲ့ပြီးမကြခင်မှာပဲစစ်အုပ်စုဘက်က အမှန်တကယ်ဖမ်းဆီးပြီးထောင်ဒဏ်9နှစ်အထိချမှတ်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကိုမှီတည်ပြီးစစ်အုပ်စု lobby တွေဟာရွေးကောက်ပွဲပြက်ပြားအောင်လှုံ့ဆော်သူတွေပြောဆိုသူတွေရွေးကောက်ပွဲဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူမှာလူ့တမျှအရေးယူမှာဆိုပြီးဩဂတ်လအတွင်းကချင်းချောက်ပြောဆိုခဲ့ပါသေးတယ်။အဲ့တော့ကျွန်တော်တို့မိတ်ဆွေတွေအနေနဲ့ကျွန်တော်တို့အနေနဲ့ရမှာခင်ဗျားတို့ဘယ်ဘက်ကိုပဲမျက်နှာမို့ဘယ်ဘက်ကိုပဲမျက်နှာမို့ခင်ဗျားတို့ဘာကိုပဲကြိုက်ကြိုက် ဥပဒေရှိတယ်ဒီရွေးကောက်ပွဲကာလမှာတရားအခြားသောဥပဒေတွေနဲ့ကျွန်တော်အရင်ပြပါဘူးပြီးခဲ့တဲ့ရက်ကမှာအစ်စ်ပြဋ္ဌာန်းလိုက်တဲ့ပါတီစုံဒီမိုကရေစီအထူးရွေးကောက်ပွဲများကိုနှောက်နှောက်ရှက်ဟန္တာချင်းမှကာကွယ်ဥပဒေဒါနဲ့ပဲယူပါမလဲအရေးယူပါလိမ့်မယ်ဒါအပြင်စက်တင်ဘာလအတွင်းမှာပဲစစ်အုပ်စုခေါင်းဆောင်ကလည်းရွေးကောက်ပွဲကိုဖျက်ဆီးသူတွေကိုထိရောက်စွာအရေးယူမယ်ဆိုပြီးပြောဆိုမှုတွေလှုပ်ဆောင်ခဲ့ပါတယ်ဒီဖြစ်စဉ်အပြီးမှာပဲ စစ်အုပ်စုဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဖမ်းဆီးအရေးယူမှုတွေစက်တိုက်လှုပ်ဆောင်လာခဲ့တာပဲဖြစ်ပါတယ်။ဒါအပြင်စစ်အုပ်စုကဥဆောင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်တယ်လို့ယူဆမှုနဲ့ရန်ကုန်မြို့လှိုင်သာယာမြို့နယ်မှာကိုရန်နိုင်ကြည်ဝင်း23နှစ်ကိုအောင်ရဲထွတ်24နှစ်နဲ့မတ်ရမင်းထက်16နှစ်တို့ကိုစစ်ကောင်စီကော်မရှင် တရားရုံးကရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုံမှန်23ကာကြီးနဲ့ထောင်ဒဏ်250နီးပါးအထိကိုချမှတ်ခဲ့တာပါ။ ဒါအပြင်ကယားပြည်နယ်လွိုက်ကော်မြို့ကအသက်14နှစ်16နှစ်နဲ့18နှစ်အရွယ်ကလေးငယ်3ဦးကိုရွေးကောက်ပွဲကိုနှောက်ယှက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ဖမ်းဆီးခဲ့တယ်လို့စက်တင်ဘာလ22ရက်နေ့မှာစစ်ကော်မရှင်တပ်ကထုတ်ပြန်ခဲ့ပါတယ်။ဒါကြောင့်စစ်အုပ်စုနဲ့စစ်လော်ဘီတွေဟာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးကလေးငယ်တွေပါမချမ်းဆက်ဆက်တိမကန်တုံ့ပြန်နေတာထင်ရှားနေပါတယ်။ ဇူလိုင်လ29ရက်နေ့မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ရေးဥပဒေဆိုပြီးထုတ်ပြန်ခဲ့သလိုဩဂတ်လ14ရက်နေ့မှာလည်းအင်တာနက်ပေါ်မှာပြည်သူတွေရဲ့လွတ်လပ်စွာရေးသားဖြန့်ဝေမှုတွေကိုစောင့်ကြည့်အရေးယူမဲ့ကော်မတီကိုဖွဲ့စည်းခဲ့တာပါဆဲအုစုဟာနီးပညာကျွမ်းကျင်သူတွေပညာရှင်တွေနဲ့အွန်လိုင်းပေါ်မှာ24နာရီစောင့်ကြည့်သွားမယ်လို့လဲထုတ်ပြန်ထားတာဖြစ်ပါတယ် ဆဲအုပ်စုဟာတရားဝင်ဖြစ်နိုင်ဖို့ရွေးကောက်ပွဲကိုအားထားဆောင်ရွက်နေချိန်မှာပြည်သူတွေကိုရွေးကောက်ပွဲဥပဒေနဲ့အနိုင်ကျင့်ဖမ်းဆီးနေတာထင်ရှားနေပါတယ်။ဆဲအုပ်စုဟာသူတို့ဥဆောင်ကျင်းပမဲ့ရွေးကောက်ပွဲကိုဆက်စပ်ထိမခံပဲရွေးကောက်ပွဲဥပဒေကိုလက်တလုံးချအသုံးချကပြည်သူတွေကိုကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်ပြီးချိန်ချောက်နေတာကိုရှင်းလင်းစွာတွေ့မြင်ရပါတယ်။ဆဲအုပ်စုဟာရွေးကောက်ပွဲကိုခေါင်းစဉ်တက်ထားတဲ့ဥပဒေထုတ်ပြီး ပြည်သူတွေကိုချင်းချောက်ထားတဲ့အပြင်စစ်လော်ဘီတွေကလည်းပုံမှန်မျိုးစုံတက်ပြီးအကြမ်းဖက်ဖမ်းဆီးပြီးအွန်လိုင်းကနေသွေးထိုးလှုံ့ဆော်မှုတွေနဲ့ဝါရဖြန့်ချိမှုတွေကိုအရှိန်အဟုန်နဲ့လှုံ့ဆော်လာခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။အရေးယူဖို့ဆိုပြီးသတင်းတို့သတင်းအမှားကော်မတီဖွဲ့ပြီးအရှိန်ထက်မြင့်လာပါတယ်။ဒါကြောင့်စစ်အုပ်စုနဲ့စစ်အုပ်စုလော်ဘီတွေဟာတရားဝင်ခွင့်ရရှိရေးအတွက်ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကြိုးပမ်းနေတဲ့ကြားကချင်းချောက်မှုဖမ်းဆီးမှုထောင်ချမှုတွေနဲ့အတူ online ဖိနှိပ်မှုတွေကိုပါဇက်တိုက်ကျွလွန်လာနေကြောင်းသတိပြုနိုင်ဖို့တင်ပြလိုက်ရပါတယ်။